Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီတစ်ခေါက်ပြောပြမယ့်အကြောင်းအရာလေးကတော့အာယုံကျိုးပျက်စီးခြင်းကြောင့်ဖြစ်တဲ့အဓိကကျန်းမာရေးပြဿနာခုနှစ်ချက်ကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တိတဲ့အတိုင်းပါပဲအာယုံခံစားနိုင်မှုကျဆင်းလာပြီဆိုလို့ရှင်တော့ဒါဟာအာယုံကျိုးပျက်စီးခြင်းတွေကြောင့်ပဲဖြစ်ပါတယ်အာယုံကျိုးတွေဆိုတာကကျွန်တော်ရဲ့ခန္ဓာကိုယ်အနှံ့မှာဒီမဆီပိုတာတွေဒီခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတိုင်းတွေပေါ့နော်တိုင်ပင်ပေးတာတွေလက္ခဏာတွေကိုလုံးဆောင်ပေးတာဖြစ်ပါတယ် အာယုံကျိုးပျက်စီးသွားတဲ့အခါမှာလှုပ်ရှားမှုတွေအာယုံခံစားမှုတွေကိုယ်ရည်အင်္ဂါတွေရဲ့လှုပ်ဆောင်ချက်တွေမှာပြဿနာတွေဖြစ်လာပါတယ်။ ဲ့ဒီအထက်ကနေမှဘုံအဖြစ်များဆုံးလက္ခဏာကတော့ဒီလျှက်စီးကြောင်းဝင်တယ်လို့နာကျင်တယ်လို့ကျင်တယ်လို့ခံစားရခြင်းတွေပူလောင်ခြင်းတွေညောင်းညာကြိုက်ခဲတာတွေပြီးတော့ဒီတလက်လက် နာကျင်ခြင်းတွေနဲ့အချွန်တစ်ခုခုနဲ့အသားကိုထူတယ်လို့ခံစားရခြင်းတွေကချင်ရှားတဲ့အာယုံခံနိုင်စွမ်းကနေသိနိုင်တဲ့အာယုံကျောပျက်စီးခြင်းတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီအာယုံခံနိုင်စွမ်းရောကျသွားတယ်ဆိုတာကလည်းဒီအာယုံကျောကနေမဆေးတွေတိကျစွာပေးပို့ခြင်းနဲ့ဒီ ထဆင့်ပေးပို့ခြင်းနဲ့မပြုလုပ်နိုင်တဲ့အခါမှာဖြစ်ပေါ်လာတဲ့အာယုံကျောပျက်စီးမှုကိုသိနိုင်တဲ့ပုံလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။အာယုံခံနိုင်စွမ်းဆိုတာက ပြီးကြမှာပါကျွန်တော်ခန္ဓာကိုယ်ရဲ့ဘေးအစိပိုင်းကိုမဆိုးထိခိုက်နိုင်နေဆိုပေမဲ့ပေါ့နော်ဒီပုံမှာအဖျင်းတော့ဒီလက်နဲ့ခြေထောက်တွေမှာပို့ပြီးတော့အဖျင်းများပါတယ်အအောင်ကျောင်းအားနေပြီဆိုတာနဲ့တတိထားမယ်ဘေးကနေဆဖြစ်တာလေးဆိုတော့ဒီလက်နဲ့ခြေထောက်တွေမှာပို့ပြီးတော့အဖျင်းများတယ်လက်နဲ့ခြေထောက်တွေမှာပို့ပြီးတော့ထိခိုက်စေတာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီအရှိဆုံးအာယုံကျောကကျွန်တော်ရဲ့ဒီခြေထောက်တွေလက်တွေမှာပဲရှင်နေလို့ပဲဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှင်ကျွန်တော်ခြေနဲ့လက်တွေမှာပေါ့နော်ဒီနာကျင်နာတွေရာရန်နာတွေ ထုံကျင်နာတွေစားတဲ့လက္ခဏာတွေမကြာခဏခံစားနေရပြီဆိုလို့ရှိရင်ဒါအာယုံခံနိုင်စွမ်းကနေသိနိုင်တဲ့အာယုံကျောအာနေခြင်းပျက်စီးခြင်းပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ဒီပေါ်တော့အာယုံကျောပျက်စီးခြင်းကြောင့်ဖြစ်တဲ့ဒီကကျမရဲ့ပြဿနာခုနှစ်ချက်ကိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်၁အချက်ကတော့တင်မယုံကနေပေါ်တော့ပေါင်အောင်ပိုင်းတစ်လျှောက်ခြေတစ်လုံးထိညောင်းညာကြိုက်ခဲမှုပဲဖြစ်ပါတယ်။ ခြေထောက်တွေနဲ့ခန္ဓာကိုယ်နဲ့ညောင်းညကြိုက်ခဲ့တယ်လို့ခံစားနေရတာတွေကမကြာခဏဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်တော့ဒါဟာအာယုံကျောအားနည်းပျက်စီးခြင်းကြောင့်ဆိုတာကိုတော့သတိပြုမိဖို့ကလည်းအရေးကြီးပါတယ်။ခန္ဓာကိုယ်နေရာတချို့မှာညောင်းညကြိုက်ခဲ့တယ်လို့ခံစားနေရတာတွေကကျွန်တော်တို့ဒီအာယုံကျောပျက်စီးခြင်းရဲ့နောက်ထပ်အဖြစ်များဆုံးလက္ခဏာပဲဖြစ်ပါတယ်။အာယုံကျောပြင်းထန်မှုပေါ်မူတည်ပြီးတော့ကြတော့အာယုံကျောကုသမှုတွေရတဲ့ဒီလိုညောင်းညာကြိုက်ခဲမှုတွေကိုချော့ချနိုင်တယ်လို့သက်တောင်လုံးဆောင်ပြီးလို့ရပါတယ်။ ဒီကျွန်တော်တို့တော့ဒီခြေတော့ညောင်းညာကြိုက်ခဲမှုတွေရနေမှာဒီတမဆုံကြောကနေကြိုက်ခဲမှုကအာယုံကြိုးထိခိုက်မှုမျိုးစားဖြစ်ပြီးတော့ဒီခြေတော့တစ်လျှောက်မှာညောင်းညာကြိုက်ခဲမှုကိုအများဆုံးဖြစ်စေတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ဒီလိုဒီတမဆုံရောကနေပေါ့နော်ဒီတမတမရောကနေတောက်လျှောက်ညောင်းညာကြိုက်ခဲမှုတွေကတမရောနဲ့ဆက်ဆက်ထားတဲ့အာယုံကြိုးပျက်စီးခြင်းကြောင့်ဖြစ်ပါတယ်။ဒီအာယုံကြိုးကခြေတော့တစ်ဖက်စီကနေကျွန်တော်အောက်ခြေဘဝအထိကို ေပတ်နေလို့ပဲဖြစ်ပါတယ်။တမဆုံရော nerve အာရုံကြောပျက်စီးသွားတဲ့အခါမှာဒီထုံကျင်တာတွေ၊ရာရန်တာတွေ၊ကြိုက်ခဲတာတွေ၊ညောင်းညာတာတွေနဲ့ပူလောင်ခြင်းတွေဖြစ်စေတာပဲဖြစ်ပါတယ်။အဲ့ဒီပြင်ကျွန်တော်တို့ဒီတမဆုံရောမှာရှိတယ်ပေါ့နော်။ဒီတမဆုံရောနဲ့ဆက်ဆက်ထားတဲ့အာရုံကြောပျက်စီးမှုကြောင့်ဒီလိုညောင်းညာကြိုက်ခဲမှုတွေဖြစ်တဲ့လို့ဒီကြိုးရောမှာရှိတဲ့ကြိုးရောနဲ့ဆက်ဆက်ထားတဲ့ဒီကအာရုံကြောပျက်စီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့ဒီတော့တခြားပေါ့နော်ဒီအလုပ်ပင်ပန်းလို့ပဲဖြစ်ဖြစ်ဒီမတက်ရရတာတွေများလို့ပဲဖြစ်ဖြစ် ကိုလလှူရှောင်းမှုငဲလိုပဲဖြစ်ဖြစ်ပေါ့နော်ပင်မနှွမ်းနေလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီညောင်းညာကြိုက်ခဲမှုတွေဖြစ်တတ်တာကတော့တဘာဝပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဒီရေရှည်မှာမကြခဏဒီဖြစ်နေမယ်ဆိုလို့ရှိရင်เนาะအာယုံကြောအာနေခြင်းကြောင့်ဖြစ်တတ်တယ်ဆိုတာကိုလည်းတရေပြုမိဖို့အရေးကြီးပါတယ်နံပါတ်1အချက်ကတော့ခနာကိုလှူရှားနိုင်စွမ်းနေဒီလှူရှားမှုအနေထားတွေခက်ခဲခြင်းပဲဖြစ်ပါတယ်အာယုံကြောတိခိုင်းမှုကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အနေထားလှုပ်ရှားမှုဆံရပြဿနာတွေကိုဖြစ်ပေါ်စေတာကတော့ တော်တော်များများသိမြင်ထင်ပါတယ်လှုပ်ရှားမှုဟန်ကျဲညီမှုတွေဒီညှိနှမ်းလှုပ်ဆောင်မှုတွေပေါ့နော်စားရဲဒီအခြေအနေတွေမှာဒီခက်ခက်ခဲခဲဖြစ်နေပြီဆိုလို့ရှင်เนาะဒါဟာဒီအာယုံကြောအာနေခြင်းကြောင့်ဖြစ်တဲ့ယောဂလက္ခဏာတွေဖြစ်ပေါ်နိုင်ပါတယ်ဟန်ကျဲမပြည့်ပဲသွာလာဖို့ခက်ခဲနေတယ်ဆိုလို့ရှင်เนาะဒါက တရားမောက်အာယုံကျော်ပြည့်စည်ခြင်းကြောင့်ဖြစ်ပါတယ်။တခြားယောဂနေသားကြောင့်ထိခိုက်မိတဲ့ဒဏ်ရာတွေကြောင့်မလှုပ်ရှားသွားလာနိုင်စွမ်းခက်ခဲမှုဖြစ်စေနိုင်သလိုဒီအာယုံကျော်ပြည့်စည်ကြောင့်အမြင်ရလက္ခဏာတခုလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီတော့တခြားအကြောင်းရင်းတွေမရှိပဲပေါ့နော်လှုပ်ရှားသွားလာနိုင်စွမ်းနဲ့ကြာစစ်နေတယ်ဆိုလို့ရှိရင်တော့ဒါအာယုံကျော်ပြည့်စည်ခြင်းရဲ့လက္ခဏာတခုဆိုတာကတော့တတိပြုမိဖို့လိုအပ်မှာဖြစ်ပါတယ်။နံပါတ်3ချက်ကတော့ကြွက်သားတွေအားနည်းလာခြင်းဖြစ်ပါတယ်။ အာယုံကြောတွေမကောင်းခြင်းတွေတဲ့အနေမှာဒီဖော်ပြနေတဲ့ချက်ပြလက္ခဏာကတော့ကြက်သားအားညင်လာခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့သတိမပြုမိပဲအာယုံကြောများပျက်စီးခြင်းကိုပေါ့နော်နှစ်ပေါင်းများစွာခံစားနေရတာပါတယ်။ကြက်သားအားညင်လာခြင်းကဒီကုသဖို့လိုအပ်တဲ့အစိုးဆုံးနဲ့တိတာအထင်ရှားဆုံးအာယုံကြောပျက်စီးမှုလက္ခဏာတွေတွေကတစ်ခုဖြစ်လို့ပဲဖြစ်ပါတယ်။မကုသဘဲထားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ဒီလူတို့ဦးရဲ့ဘဝအည်သွေးတွေဒီကိုကြီးကိုသွေးတွေကိုတိတိတသာထိခိုက်ဆဲလာနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့အယုံကြောတွေပျက်စီးသွားတဲ့အခါမှာခန္ဓာကိုယ်ကတုံ့ပြန်မှုကိုဘာလို့ရမည်ကိုပြောပြဖို့ဇသားတွေထံအုံတော့ကနေပြဖို့လေးရှိတဲ့အချက်ပြမှုတွေမပေးဖို့နိုင်တော့ပါဘူးတသားအာနေခြင်းဆိုတာကတခြားသော ထိခိုက်မှုကြောင့်ဖြစ်နိုင်တယ်လို့ဒီလိုတခြားသောထိခိုက်မှုကြောင့်မရှိဘဲဖြစ်ပေါ်နေမယ်ဆိုလို့ရှင်တော့ ဒါဟာတတိထားမိဖို့လိုအပ်နေပါပြီ။အောင်ကျိုးတဲ့ထိကဲမှုကြောင့်ကြွက်သားတွေအာနေခြင်းအဖြစ်များဆုံးနေရာကတော့လမောင်းနဲ့ခြေထောက်တွေမှာအဖြစ်များဆုံးပဲဖြစ်ပါတယ်။နံပါတ်၄ကတော့ထုံကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ထုံကျင်မှုကအမြဲတမ်းဆိုးရင်စရာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီလိုထုံကျင်ခြင်းတွေကအာယုံကြိုးတွေဖိသိမ့်မိခြင်းနဲ့အာယုံကြိုးပျက်စီးခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မို့မကြကနာဖြစ်နေတယ်ဆိုလို့ရှိရင်တော့အာယုံကြိုးတွေထိခဲ့မှုကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဒဏ်ရာအနာတရားဖြစ်တာတွေဖြားနာတာတွေအေးအေးတန်ကိုကြာချေစွာထိတွေ့ခြင်းတွေနဲ့ကျွန်တော်အထိုင်များတာတွေပေါ့နော်စားတဲ့အခြေအနေတွေအကြောင်းမို့လဲဒီထုံကျင်ခြင်းတွေဖြစ်တတ်ပါတယ်ဒါပေမဲ့အာယုံကြောတွေပျက်စီးသွားတဲ့အခါမှာပေါ့နော်အာယုံကြောရဲ့တင့်မြင့်မှုတွေကအုံနှောက်စီကိုအချက်ပြမှုတွေကိုပေါ့နော်မှန်ကန်စွာမပုတ်နိုင်တော့တဲ့အခါမှာဒီခနာကိုယ်ရဲ့တချို့ဧရိယာတွေမှာအာယုံခံစားနိုင်မှု ဆုံးရှုံးသွားတာနဲ့အတူထုံချင်ခြင်းနဲ့ဖြစ်လာတာပဲဖြစ်ပါတယ်။အဲ့အတွက်တချို့အခြေအနေတွေမှာထုံချင်ခြင်းကယာယီခဏတာဖြစ်နိုင်နေဆိုပေမဲ့ဒီထက်ပိုပြီးပြင်းထန်လာမယ်ဆိုလို့ရှိရင်တော့ထုံချင်ခြင်းကအမြဲတမ်းလိုလိုဖြစ်တဲ့ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။နံပါတ်5ချက်ကတော့ခနာကိုနေရာတချို့မှာဆူရှနီမြန်းတဲ့လက္ခဏာတွေဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဒီအာယုံကြော ပြည့်စည်မှုကြောင့်မဖြစ်ပေါ်လာတဲ့ခံစားချက်ကခြွန်ထက်တဲ့ဆူရှတဲ့အရာဝတ္ထုတစ်ခုခုဒါမှမဟုတ် အတွင်နဲ့ထိုးဆသလိုပေါ့နော်ပူလောင်တဲ့ခံစားမှုတွေဖြစ်စစ်ရှို့ရသလိုကျင်ကနေခံစားရမှုတွေဖြစ်လာနိုင်ပါတယ်အဲ့ဒီယောဂလက္ခဏာတွေရဲ့အကြောင်းရင်းကအကွေးပြနိုင်နေဆိုပေမဲ့ဒီမကြခဏဖြစ်နေမယ်ဆိုလို့ရှင်တော့တဲ့စိတ်ကူးတောင်းမှုခံယူဖို့လိုအပ်နိုင်ပါတယ်ကျွန်တော်တို့စဉ်းစားရခက်တဲ့အခြေအနေတစ်ခုလေးရှိပါတယ်ဆူရှာနာကျင်တဲ့ခံစားမှုမျိုးတွေကခနာကုံမှာဆုခနဲ့ခံစားရတာမျိုးတွေကအာယုံကျောပျက်စီးခြင်းရဲ့လက္ခဏာတစ်ခုလေးဖြစ်နေတယ်လို့အာယုံကျောတွေပျက်စီးခြင်းကနေပြန်လဲကောင်းမွန်လာစေဖို့ ဟိုနော်ဒီခန္ဓာကိုယ်ကညင်တုံ့ပြန်ပေးတဲ့လက္ခဏာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။အဲ့တော့ကြောင့်မို့ကျွန်တော်ဒီရာယံခြင်းနဲ့ညင်မြန်းခြင်းနဲ့ဆိုတာကကျွန်တော်တို့ရဲ့အာယုံကျိုးစနစ်ကအာယုံကျိုးဆေးတွေကိုပေါ့နော်ပြန်လည်ကောင်းမွန်ပြပြင်ဖို့စတင်တဲ့လုပ်ငန်းစဉ်လေးဖြစ်နေတဲ့အတွက်ကြောင့်မို့အဲ့ဒီအခြေအနေကတော့ကျွန်တော်တို့ဒီဝေခွဲရခက်တဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။နံပါတ်6အချက်ကတော့ပုံမှန်မဟုတ်တဲ့ ချွေးလွန်ကျွန်ထွက်ခြင်းဇမိုင်းပြဿနာပဲဖြစ်ပါတယ်ဒီချွေးလွန်ကျွန်ထွက်ခြင်းလက္ခဏာရကအာယုံကြောပျက်စီးခြင်းအပါအဝင်တခြားသောဇမိုင်းရဲ့ခြံရီတွေကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်ပုံမှန်မဟုတ်ပဲဒီချွေးလွန်ကျွန်ထွက်နေမယ်ဆိုလို့ရှိရင်တော့အာယုံကြောပျက်စီးခြင်းရဲ့အဖြစ်များဆုံးနဲ့လစ်လျူရှုမှုအရှိဆုံးလက္ခဏာများထဲမှတစ်ခုဖြစ်ပါတယ်ပုံမှန်ထက်ပိုပြီးတော့ချွေးထွက်တာရဲ့အလွန်မင်းမတက်မတာခံစားရပြီးတော့ထိမ့်နိုင်သိမ့်မရဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါအာယုံကြောပျက်စီးမှုလက္ခဏာဖြစ်နိုင်တယ်ဆိုတာကတော့သတိပြုမိဖို့လိုအပ်မှာပဲဖြစ်ပါတယ် နမခွန်ချက်ကတော့အပူတန်မခံနိုင်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အာယုံကြောတဲ့ပျက်စီးမှုတွေမှာပေါ့နော်ခနာကိုပူခြင်းကိုထိမ့်ညစ်ပေးနိုင်စွမ်းကိုအနှောက်အယှက်ဖြစ်စေနိုင်လို့မို့အပူတန်မခံနိုင်ခြင်းတွေကိုဖြစ်စေပါတယ်အာယုံကြောတွေပျက်စီးသွားတဲ့အခါမှာအုံနောက်ကနဲ့အာယုံကြောကနဲ့တစ်ဆင့်အထက်ပြောက်မှုတွေကကျွန်တော်ရဲ့ခနာကိုကိုအေးများစေဖို့ကူညီပေးတဲ့ဒီခြွေကလင်းတွေစီကိုအထက်ပြောက်မှုတွေမပေးဖို့နိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်အယုံကြောထိခိုက်မှုကြောင့်မို့သွေးစစ်စစ်မှုကိုနှောက်ယှက်ဖြစ်စေနိုင်သလိုခနာကိုအပူချင်းကိုထိညှိဖို့အခက်အခဲစေပါတယ် အဲ့လိုဖြစ်လာတဲ့အခါမှာဒီကြွက်သားတွေတင်းမာလာပြီးတော့ခနာကိုကိုအေးများစေဖို့ခက်ခဲလာတာပဲဖြစ်ပါတယ်။ရလတ်အနေနဲ့ကတော့အာယုံကြိုးထိခိုက်သူတွေမှာပေါ့နော်။ပုံမှန်အပူချိန်ကိုတောင်မှတီးခံဖို့နော်။ဒီခဏရင်ရှိဖို့ခက်ခဲနိုင်တယ်လို့ဆိုထားပါတယ်။ ျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြာတော့ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျမရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ဘုဟုသုတတွေတို့ပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။